လုံးဝမဖြစ်နိုင်ဘူးလို့ထင်ရတဲ့တီနီယာတွေမှာတိစောက်ထားတဲ့အဆောက်အဦ၅ခုအားလုံးပဲမင်္ဂလာပါခင်ဗျာကဘာလွားကထူးခြားစံပြတဲ့အကြောင်းအရာလေးတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လူကြံဘာမဆိုဖြစ်နိုင်နေဆိုတဲ့စကားရှိပါတယ်ဒါကတကယ်မှန်ပါတယ်လူသားတွေကမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေကိုဖြစ်အောင်လုံနိုင်သွမ်းရှိကြသူတွေပါယနေ့ခေတ်မှာတော့ဒီချက်ကရန်နုံပြည်မှန်ကန်မှုရှိကြောင်းတမိုင်းမှတ်တိုင်တွေစိုက်ထုတ်ပြီးတက်တည်ပြနေပါတယ် ဂျေအောက်ထဲမှာဦးမင်လိုင်ကောင်းကြီးဖောက်လို့ပြီးကားတွေရထားတွေဖြတ်တန်းမောင်းနေနိုင်တာပင်လယ်ထဲမှာအခြေသုံးသောတံတားကြီးတွေစောက်ပြလိုက်တာတိမ်တွေရဲ့အပေါ်ကိုတောင်ထိုးထွက်နေတဲ့ခင်မီမိုးမျောတိုက်ကြီးတွေတိစောက်ပြတာတွေနဲ့မဖြစ်နိုင်ဘူးဆိုတာမရှိဘူးဆိုတဲ့စကားကိုပြ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 နဲ့တက်တည်ပြနေပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့လုံးဝမဖြစ်နိုင်ဘူးလို့ထင်ရတဲ့တင်နီယာတွေမှာတိစောက်ထားတဲ့အဆောက်အဦး၅ခုအကြောင်းကိုတင်ဆက်ပေးလိုက်ရပါတယ်နံပါတ်1လာရင်ကော်နာတာလာရင်ကော်နာတာဆိုတာကတော့ပင်လယ်ရင်မျက်နှာပြင်ထက် 16932ပေမြင့်မှာတည်ထားတဲ့ပေရူးနိုင်ငံကမြို့ငယ်လေးဖြစ်ပါတယ်။ဒီမြို့ကတပ်ထုတွင်လုံသားတွေအခြေချနေထိုင်ရာမြို့ဖြစ်ပါတယ်။အေလွန်းနဲ့အပူချိန်ပြင်းထန်တဲ့အခြေအနေတွေကြောင့်နေထိုင်ဖို့မဖြစ်နိုင်တဲ့နေရာလို့ဆိုရမှာပါ။ဥမာအားဖြင့်ဒလောက်ပေမြင့်ကြီးမှာအောက်ဆီဂျင်ကပုံမှန်ထက်90ရာခိုင်နှုန်းလောက်ထိပိုမိုလျော့နေနေတတ်တာကြောင့်အပြင်လူတွေရောက်သွားရင်အသက်ရှူဖို့တောင်မှအခက်အခဲဖြစ်နိုင်ပါတယ်။နံပါတ်1 Scaling Michael ဲလင်းမိုက်ကယ်ကတော့အိုင်လန်နိုင်ငံပိုင်ပင်လယ်ရေပြင်ထဲကကျွန်းလေးတစ်ကျွန်းဖြစ်ပါတယ်။ဝေးလံခေါင်တည်တဲ့ဒီကျွန်းပေါ်မှာ600သုလောက်တုံးကအိုင်လန်ဖုံးကြီးတွေတည်ထားတဲ့ကျောင်းတစ်ကျောင်းရှိပါတယ်။ဒီကျောင်းကကျွန်းရဲ့ကြောက်တောင်6ကမ်းမဆုံးမှာတည်ထားတာပါ။စိုက်ပျိုးဖို့မြေမချချင်းပြည်မာကြီးနဲ့ဝေးကွာလူငင်းတို့ကြောင့်လူနေထိုင်ခြင်းမရှိပါဘူး။နေထိုင်လို့လည်းအဆင်မပြေပါဘူး။ဒါဆိုရင်အဲ့ဒီတုံးကဖုံးကြီးတွေဘာတွေဘလို့စားတောက်ပြီးတော့တရားပါဝင်တာကျင့်ကြံအားထုတ်ကြတယ်ဆိုတာစဉ်းစားစရာတော့ကောင်းနေပါတယ်။နံပါတ်3နေဟောက် တရုတ်နိုင်ငံတနေရာရဲ့အဝေးပြေးကားလမ်းမကြီးလဲမှာထီထီကြီးတည်ရှိနေတဲ့အိမ်ဖြစ်ပါတယ်။တရုတ်မှာဒါမျိုးကိစ္စတွေကရမ်းကိုဖြစ်လေဖြစ်တာရှိတတ်ပါတယ်။စီမံကိန်းနေရာတက်တဲ့ကိုကြားရောက်တာကြောင့်အစိုးရကလာဖေခိုင်းတဲ့အခါမှာအင်ရှင်တွေကလုံးဝဖယ်မပေးနိုင်ဘူးလို့ညင်းပါတယ်။အစိုးရဘက်ကလည်းထိုက်တဲ့နဲ့ရော်ကြီးငွေတွေပေးအပ်တာဖြစ်ပေမဲ့အင်ရှင်တွေကကောင်းမှကြပါတယ်။ဒါကြောင့်နောက်ဆုံးမှအစိုးရကလည်းလက်လျှော့လိုက်ရပြီးဒီအိမ်ကြီးကိုရှောင်ကွင်းကအဝေးပြေးကားလမ်းမကြီးကိုဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။နံပါတ်၄ဘေကျင်းဟန်ကျင်းဟုံး ဘေကျင်းဟန်ကျင်းဟုံးကတော့ဘေကျင်းမြို့လယ်ကောင်မှာရှိတဲ့26တဲ့အဆောက်အဦရဲ့ခေါင်းမိုးပေါ်မှာတောင်ကြီးကြီးတလုံးကို တင်ထားတာဖြစ်ပါတယ်။ကြောက်တောင်နဲ့အတူမြက်ခင်းတွေတစ်ပင်တွေကိုပါထည့်သွင်းစိုက်ပျိုးထားပြီးတောအုပ်တပွဲဖန်တီးထားတာပါ။ဒါပေမဲ့မူလတုန်းကဒီလောက်ကြီးမားတဲ့ကြောက်တောင်ကြီးကိုခေါင်းမိုးပေါ်မှာတင်ထားမယ်လို့ကြီးပဲပြီးဒီဇိုင်းထုတ်တိဆောက်ခဲ့တာမဟုတ်လို့အန်ရည်တစ်ခုခုဖြစ်လာမှာကိုအနည်းဝန်းကျင်မှာရှိတဲ့လူတွေကစိုးရိမ်နေကြပါတယ်။နံပါတ်5မန်ဆယ်ဖို့မန်ဆယ်ဖို့ဆိုတာကတော့ UK မှာတည်ရှိတဲ့တိမ့်မြစ်ဝါနဲ့ မာဆေးမြို့ဝတို့မှာဒုတိယကမ္ဘာစစ်အတွင်းကခံတပ်အဖြစ်နဲ့တိစောက်ခဲ့တာဖြစ်ပါတယ်။1942မှာဗြိတိသျှစစ်တပ်ကလေကြောင်းရံနဲ့ရေကြောင်းရံကာကွယ်ရေးခံတပ်အဖြစ်တုံးပြုခဲ့ပါတယ်။ပင်လယ်ရေမျက်နှာပြင်ထက်ပေ30မြင်းမှာတိစောက်ထားပြီးခြေတန်းရှိအိမ်လိုပုံစံမျိုးဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီးမှာဆုံးဖြတ်ခဲ့တာဖြစ်ပေမဲ့ယနေ့ထိတက်တိုင်းအလုံးစုံပျက်စီးခြင်းမရှိဘဲပင်လယ်ပြင်မှာထိထိကြီးတွေရှိနေပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးဝဲတင်ရှိပါရခင်ဗျာ။